ယူကရိန်းသမ္မတဇီလန်စကီဟာလုံခြံခံရမယ့်အန္တရာယ်တစ်ခုနဲ့ကြုံခဲ့ပြီးဇီလန်စကီကိုလုံခြံမဲ့စပိုင်တွေကိုယူကရိန်းထောင်လင်းရေးကရှင်းလင်းခဲ့ရတယ်လို့သိရပါတယ်2024ဧပြီလ19ရက်နေ့ကအတိဖြစ်ကဖြစ်ခဲ့တာပါအခုမှယူကရိန်းကထုတ်ဖော်လာတာဖြစ်ပါတယ်ပိုလန်နိုင်ငံရက်ဇောလီစီမှာဇီလန်စကီအားပူတင်စစ်ခိုင်းတဲ့စပိုင်တူကလုံခြံမှုကြံစီမှုဖြစ်ပွားခဲ့တယ်လို့ယူကရိန်းထောင်လင်းရေး SBU ကထုတ်ပြန်ပါတယ် ရုရှားထောက်လှမ်ရေး FSB ကိုပူတင်ကဇီလန်စကီကလှုပ်ကြံမှုစေခိုင်းမှုမှာ FSB မှာနှစ်ပေါင်းများစွာစံမြုပ်ပြီးတာမန်လူဖြစ်နေထိုင်ရှင်သန်နေတဲ့ကြောက်စရာအေဂျင့်ဖြစ်မွေးထားတဲ့ Spine တူအားပိုလန်လေဆိပ်မှာလှုပ်ကြံခိုင်းခြင်းဖြစ်ပါတယ်။ဖန်စီယာမီတဲ့မျိုးသားဟာအငိမ့်စားရုရှားစစ်ပဆိုင်ရာအရာရှိတူဖြစ်ပြီးဆယ်စုနှစ်များစွာကတည်းကရုရှား Spine ဖြစ်မွေးခဲ့တဲ့သူလို့ဆိုပါတယ်။သူဟာပူတင်ကဲ့သို့အစိတ်စိတ်မှုမှာပြိုလဲသွားတဲ့ဆိုဗီယက်ပြည်ထောင်စုကြီးကို ပြန်လည်လွမ်းဆွနေသူလည်းဖြစ်ပါတယ်ဇီလန်စကီကိုလိုချင်မှုမှာစီမံမျိုးစုံပါဝင်နေဆိုပါတယ်ပထမဦးဆုံးစနိုက်ပါနဲ့လုပ်ကြမယ် FPV drone နဲ့လုပ်ကြမယ်ဒါတွေကိုလေ့ကျင့်ပြင်ဆင်ထားပါတယ်နောက်ဆုံးပိုတန်လေဆိပ်မှာရတဲ့အနေနဲ့လုပ်ချင်ဖို့စီစဉ်ထားတာဖြစ်ပါတယ်ဒါမဲ့တည်င်းကြိုတင်ရထားလို့ပိုလန်ပြည်ထောင်စုကြီးဌာနနဲ့ယူကရိန်း SAV ထောင်လင်းရေးဖွဲ့ကပူးပေါင်းဖော်ထုတ်ဖန်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းစပိုင်ဖွဲ့အကြီးအကဲဗိုလ်မှူးချုပ်ဗက်ဆိုင်းမာလီကာရှင်းလင်းပြောပါလိမ့် လောက်ချက်မှုမအောင်မြင်လို့ခိုင်းစေတဲ့ဗိုလ်မှူးချုပ်စာဂျီဗီဆာရာဟာလည်းယာရူမဖိန်ရှားခံရတယ်ဆိုပါလေပူတင်ဟာဇီလန်စကီကိုအခုတစ်ချိန်သာလောက်ချက်မှုစီစဉ်ခဲ့ခြင်းမဟုတ်ဘဲယူကရိန်းကိုရုရှားကပထမဆုံးကျူးကျော်ဝင်ရောက်တိုက်ခိုက်စဉ်ကီမျိုးမှာရှိတဲ့ဇီလန်စကီရဲ့အိမ်တော်ကိုလေထီနဲ့ရုရှားလောက်ချက်ရင်ထူးတဖွဲ့တွေဆင်းသက်ပြီးတော့ဖေဖော်ဝါရီ24ရက်နေ့ကလောက်ချက်မှုဖြစ်ခဲ့ပါလေအနီးကပစ်ခတ်တိုက်ခိုက်မှုတွေကနေဇီလန်စကီဟာကန်ကောင်းထောက်မှပြီးလွတ်မြောက်ခဲ့ပါလေဇီလန်စကီကအိမ်တော်အတွင်းမှာ ရုရှားဘက်ကလာရောက်လုကြံသူတွေနဲ့မိမိအသက်ကိုကာကွယ်တဲ့ယူကရိန်းစစ်သားတွေရဲ့ရုပ်လောင်းတွေကိုမြင်ခဲ့ရတယ်ဆိုပါလေပြစ်ခတ်တန်တွေလည်းစူညံခဲ့တယ်ဆိုပါလေတခြားသောလုကြံမှုတွေလည်းရှိခဲ့ရမှာကိမျိုးမှာပဲအ ਨੇ စုံ၈ဦးတည်ဆုံးပြီးဒါဇင်နဲ့ချီတန်းရပါတယ်။အဲ့ဒီကြားတဲ့ကမိမိဟာလွတ်မြောက်ခဲ့တာလို့ဇီလန်စကီးကိုယ်တိုင်က Guardian နဲ့အင်တာဗျူးမှာပြောပါတယ်။ဒီပြောဆိုမှုမှာပူတင်ဟာမိမိကိုလုံခြံမှုစပိုင်များစွာဆေလွတ်ခဲ့ပြီးရုရှားစပိုင်900ကျော်ကိုဖမ်းဆီးနိုင်ခဲ့ပေမဲ့လမ်းစရှာမှုအရေးမှာ COVID-19 ကဲ့သို့ လမ်းစာမှာသမ ्या ရှင်းလင်းဖြောက်ဖျက်မှုကြောင့်လက်ရခတ်တယ်လို့ဇီလန်စကီးကပြောခဲ့ပူပါတယ်။ယူကရိန်းသမ္မတဇီလန်စကီးကတော့ရုရှားရဲ့ကျူးကျွမှုမှာတာဝန်ရှိတဲ့ထိတ်တန်းအရာရှိတွေကိုတရားစီရင်ဖို့အထူးခုံရုံးတရုံးဖွဲ့စည်းဖို့အတွက်ဇွန်လ25ရက်နေ့မှာဥရောပတဝန်လုံးမှာရှိတဲ့လူ့အခွင့်အရေးဖွဲ့ဖြစ်တဲ့ဥရောပကောင်စီနဲ့သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်တယ်လို့သိရပါတယ်။အဓိကအားဖြင့်တရားဆွဲဆိုမှာဟာသမ္မတပူတင်ထိဖြစ်ပါလိမ့်။ဥရောပကောင်စီထရေတွင်မှုချုပ်အလိန်ဘာဆက်နဲ့သဘောတူစာချုပ်လက်မှတ်ထိုးပြီးနောက်ဇလန်စကီးက ကျူးကျော်ရင်အပြစ်ပေးခံရမယ်ဆိုတာအားလုံးကရှင်းလင်းဖို့လိုပါလေဥရောပတခွင်လုံးပူပေါင်းပြီးဒါကိုလုပ်ရပါမယ်။သွားမယ်ခီအများကြီးကြံပါသေးတယ်။တရားမျှတမှုအတွက်အချိန်ယူရမှာပါ။ဖြစ်မြောက်အောင်လုပ်မယ်လို့ဆိုပါတယ်။ခုသဘောတူစာချုပ်ဟာကျူးကျော်စစ်ရာဇမှုအတွက်တရားမျှတမှုရှိစေဖို့စစ်မှန်တဲ့အခွင့်အရေးဖြစ်ပြီးစစ်ရာဇဝတ်သားတွေတိုင်းတရားညှဆိုင်ရလိမ့်မယ်ဆိုတာသိရပါမယ်။အဲ့ဒီထဲမှာရုရှားလည်းပါတယ်လို့ဇလင်စကီးကပြောပါတယ်။ရောဘတ်ကောင်စီအနေနဲ့ခုံရုံးဖွဲ့စည်းမဲ့အရေးကိုလာမယ့်နှစ်မှာစတင်ဖို့မျှော်မှန်းထားတာဖြစ်ပါလိမ့်။ အဲ့ဒီလုပ်ငန်းစဉ်နောက်တစ်ဆင့်ကတော့နိုင်ငံများသောပတ်ဝန်းဖို့၊ကုညီပံ့ပိုးဖို့၊ခုံရုံးကိုစီမံခန့်ခွဲနိုင်ဖို့ပုံမူကျပြန့်တဲ့သဘောတူညီချက်ဖြစ်ပါတယ်။အခုအစည်းအဝေးဟာဥရောပကောင်စီကအထူးခုံရုံးကိုပထမကြိမ်ဖွဲ့စည်းဖို့လှုံ့ဆော်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့ခုံရုံးဌာနချုပ်ကိုဘယ်မှာထားရှိမယ်ဆိုတာတော့မဆုံးဖြတ်ရသေးပါဘူး။အဖွဲ့ဝင်46နိုင်ငံပါတဲ့ဥရောပကောင်စီဟာဥရောပသမဂ္ဂရဲ့အစိပ်ပိုင်းမဟုတ်ပဲတူရကီပြည်ထောင်နဲ့ယူကရိန်းကဲ့သို့အဓိကမကျတဲ့ဥရောပနိုင်ငံများလည်းပါဝင်ပါတယ်။ရုရှားဟာယူကရိန်းကိုကျူးကျော်ပြီးနောက်အဲ့ဒီကောင်စီမှထုတ်ပယ်ခံရပါတယ်။ ဒီဟိတ်မှာရှိတဲ့နိုင်ငံတကာရာဇမခွန်ရုံး ICC ဟာယူကရိန်းကလင်းငယ်တွေကိုရုရှားဘက်ကခေါ်သွားမှုနဲ့အရက်သားတွေကိုပြစ်မှတ်ထားမှုအတွက်ပူတင်ပါဝင်ထိတ်တန့်တက်မှု၄ဦးကိုဖမ်းရမ်းထုတ်ထားတာဖြစ်ပါတယ်။